ိုင်းနိုင်ငံခွန်ကဲကနေလောက်နိုင်ငံ VN ဂျင်းကိုဘတ်ကားလိုင်းအတစ်ပြေးဆွဲသွားမယ်ဆိုတဲ့တည်င်းကိုပြောပြပေးမလို့အခုပြေးဆွဲမဲ့ဘတ်ကားလိုင်းကနှစ်နိုင်ငံအကြားပင်စမမြောက်ဘတ်ကားလိုင်းချိတ်ဆက်မှုလို့ပြောတယ်ဒီခီးရဲ့အကွာဝေးကတော့194ကီလိုမီတာလောက်ရှိရပြီးတော့ခီးကြာချိန်ကတော့၄နာရီဝန်းကျင်ဘတ်ကားခါကတော့180ဘတ်အဲထိုင်းဘက်ကနေစထွက်မဲ့ကားက42ယောက်စီး เอกอนบัสဒီကားကမနေ့၈နိုင်25မှာဒီဟွမ်ကန်ကနေပြီးတော့မှလာအိုနိုင်ငံ VN ချင်းကိုစတင်ထွက်ခွာမယ်ပြီးတော့လာအိုနိုင်ငံ VN ချင်းကနေထိုင်းနိုင်ငံဟွမ်ကန်ကိုနေ့လယ်၂နာရီ45မှာပြန်ထွက်ခွာလာခဲ့မယ်လို့ပြောတယ်ပြန်ပြန်ခဲ့မှာပေါ့လေဒီဟွမ်ကန်ကိုအဲ့လိုမျိုးပဲလာအိုနိုင်ငံဘက်ကနေထွက်မဲ့ကားကြတော့25ရောက် C mini bus တွတ်ဒီ VN ချင်းကနေမနေ့7/25မှာခွန်ကန်ကိုစတင်ထောက်ခွာလာခဲ့မယ်ပြီးတော့ဒီကားကခွန်ကန်ကနေလောင်နိုင်ငံ VN ချင်းကိုနေ့လယ်3:00မှာပြန်ပြီးတော့ထောက်ခွာလာခဲ့မယ်လို့ပြောတယ်ပြီးတော့ဒီ bus car line ကိုထိုင်းနိုင်ငံခွန်ကန်လီစိမ့်နဲ့လည်းချိတ်ဆက်သွားဖို့အတွက်စီစဉ်နေရလို့ပြောတယ်အာလောစေကတော့စီစဉ်နေတော့မယ်လီစိမ့်ကနေတော့တိုက်ရိုက်သွားလို့မရသေးဘူး ပြီးတော့ဒီကားလက်မှတ်တွေကိုကြတော့တို့ရဲ့တရားဝင် website တွေမှာတဝဲလို့ရတယ်ပြီးတော့ထိုင်းနိုင်ငံပေါ်ကော့ဆော်လက်မှတ်ကောင်တာတွေမှာလည်းတဝဲလို့ရတယ်လို့ပြောတယ်အခုစပြီးတော့ပြေးနေပြီเนาะတို့10ရက်နေကလေးကတို့စတင်မိတ်ဆက်ပြီးတော့ပြေးနေရပါစကလိုင်းအတိတ်ရှိသွားဆိုတော့လည်းတွားရလာရပို့အဆင်ပြေသွားပါလေเนาะခုနောက်ပိုင်းလာဝနိုင်ငံကိုကျွန်တော်တို့မြန်မာနိုင်ငံသားတွေလည်းတော်တော်များများဟာတွားပြီးတော့ visa ကိစ္စတွေပါလုံနေရဆိုတော့ကားခါကလည်း180ပဲဆိုတော့မဆိုးပါဘူးเนาะโอเคအဲ့လေးလာပြောအောင်အားလုံးပဲအဆင်ပြေကြပါစေ